နေင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစင်မဝဲမြို့နယ်ကိုပင်တာကရလမ်းမိုက်မှာစစ်ခွေးများလိုက်ပါလာတဲ့ကားနက်စီးကိုတိုက်ခတ်ရာ ဗိုလ်ကြီးစိုးကိုကိုမောင်အပါအဝင်စစ်ခွေးသုံးကောင်တိဆုံပြီးတော့လက်နက်နက်လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ16ရက်နေ့ညနေ4နာရီကျော်လောက်မှာစေမောင်ဝဲမြို့နယ်ကိုဗင်တာဒရလမ်းမိုင်းမှာစစ်ခွေးနှလိုက်ပါလာတဲ့အေးစီကားတစ်စီးနဲ့တန်ကြကားကားတစ်စီးတို့ကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါရတယ်။၎င်းတိုက်ခတ်မှုအတွင်းအေးစီကားပေါ်မှာလိုက်ပါလာတဲ့အကြမ်းဖက်စစ်ခွေးတွေဘက်က ဘိုးကြီးစိုးကိုကိုမောင်အပါအဝင်စစ်ခွေး၃កောင်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဒါအပြင် အကြမ်းဖက်စစ်ခွေးတွေစီက uniform တစ်စုံ MA13 ကြီးပေါက်တစ်ခု MA13 ကြီးအတောင်20 AK ဒင်ခောက်တဲ့တနက်တလ79ဘုံပြစ်လောင်ချာတလ40မမဘုံ6လုံးနဲ့လက်ကင်ဖုန်တလုံးတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗယ်ပိုက်ပွဲဖြစ်ပွားခဲ့တာဟုတ်ပါတယ်နောက်ပြီးတော့စစ်ခွေးတွေကနားဘဲရွာကိုမီးသွားရှို့တယ်နေအိမ်တန်စီမှုကတော့ကျွန်တော်တို့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အခုလိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အချမ်းမစစ်ခွေးတက်ကစေမာဝဲမြို့နယ်တာကရလမ်းမိုင်းမှာရှိတဲ့နားဘဲကြေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ် အခုလိုမျိုးစစ်ခွေးစစ်ကြောင်းဝင်ရောက်မိရှုဖြက်စီးခြင်းကြောင့်ပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုတရက်ခေရန်အမှတ်၅တိုက်ရင်းကပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်တာစီရွာရဲစခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ခွေးတွေဘက်ကထိခိုက်တိုက်ဆုံမှုရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ18ရက်နေ့မနက်9:00အချိန်ကမှမုံရွာမြို့နယ်မှာရှိတဲ့တာစီရွာရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်တိုက်ဆုံမှုရှိပြီးတော့ အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်တိုက်ခိုက်မှုဖြစ်ပေါ်ပြီးတဲ့နောက်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်မနေ့ကမနေ့9နိုင်လောက်မှာမုံရွာနယ်ထဲမှာရှိတဲ့တာစီရွာရဲစခန်းကိုကျွန်တော်တို့တော်လိုင်းရဲဘော်တွေဝေရောက်ပြီးတော့တိုက်ခိုက်ခဲ့တာပါ တိုက်ပွဲကြာချိန်ကတော့နိုင်ဝက်လောက်ပဲကြာပါတယ်စစ်ခွေးတွေထိခိုက်တိုက်ဆုံးမှုရှိတယ်အရေးအတွက်တိကြတော့ကျွန်တော်တို့အတိမပြုတ်နိုင်သေးဘူးလို့ဘူးတလင်မျိုးနယ်တပ်ပေါင်းစုကစစ်ကြောင်းကစစ်ကြောင်းမှုကိုကြွက်လေးကပြောပြထားပါတယ်၎င်းတက်ခတ်မှုကိုဘူးတလင်မျိုးနယ်တပ်ပေါင်းစုစစ်ကြောင်းနဲ့အတူမဟာမိတ်တပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းရပ်ပေါ်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကရဲမော်တော်ရက်ကွက်ကပြူစော်ဒီအဖွဲ့တွေရှေ့တန်းကပြန်လာပြီးတော့မြို့ထဲမှာပြည်သူတွေကိုတင်းတင်းကြပ်ကြပ်ရိုက်နှက်စစ်ဆေးတာတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့ရဲမော်တော်ရက်ကွာကပြူစောထီးတွေဟာလောဗန်မာလာ15ရက်နေ့ကမရယာမြို့နယ်ရှေ့တန်းကနေပြန်ဝင်လာခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်လောဗန်မာလာ16ရက်နေ့မှာမန္တလေးမြို့ချမ်းမြသာစီမြို့နယ်အတွင်းမှာစိုင်းကယ်စီးလာတဲ့လူငယ်နှစ်ဦးရဲ့စိုင်းကယ်ကိုပြူစောထီးတွေရဲ့ကားနဲ့တိုက်မှုဖြစ်ပွားခဲ့ပြီးတော့အတိုက်ခံတဲ့လူငယ်နှစ်ဦးကိုလမ်းလယ်မှာဒူးထောက်ခိုင်းပြီးတော့ပါရိုက်နေတာကိုမြန်မြန်တွေ့ရှိသူတို့ကပြန်လည်ပြောပြထားပါဗျ။ အတိုက်ခံတဲ့ကလေးတွေတနာပါတယ်ဗျာတွေးတွေနဲ့ကိုပားရိုက်ခံနေရတာလို့မြန်မြန်တွဲရှိသူတို့ကပြောပြထားပါဗျာအလားတူပဲမန္တလေးမြို့ရဲမှာညဘက်ဖုန်းစစ်ဆေးမှုတွေဖမ်းဆီးမှုတွေဇက်တိုက်ပြုတ်လုံနေတယ်လို့မြို့ကန်တွေကပြောပါတယ်မန္တလေးစေးတက်ကတူရဲ့အနောက်ဘက်84လမ်းမှာဆိုရင်လမ်းကြားရီတဲ့အထိကိုည7နာရီလောက်ကနေ12နာရီလောက်အထိမှောင်ရိပ်ခုဖမ်းဆီးတာတွေပြုတ်လုံနေတယ်လို့မြို့ကန်တွေကပြောပါတယ်အောက်တန်းစားပြူစောထီးတွေလာတာ ကားတွေကိုဝေးဝေးမှသွားရပြီးတော့အမောင်တွေကနေအရွက်ဝတ်တွေနဲ့နှစ်ယောက်သုံးယောက်စောင့်ဖမ်းကြတာဖုန်းတွေကိုစစ်ပြီးတော့အရန်ကိုရစ်တာတညတညအဖမ်းခါတာလဲနဲတာမဟုတ်ဘူးလို့မြို့ကန်တအုပ်ကပြောပြထားပါတယ်အဲ့ဒီတနေရာတဲတင်ဖမ်းဆီးနေတာမဟုတ်ပဲလမ်း80ပေါ်ဆက်မှုမြို့ပတ်လမ်းနေမှာပါညဘက်စစ်စစ်ဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်မန္တလေးမြို့မှာအောက်တန်းစားပြူစောထီတွေအုပ်စုဖွဲ့အနိုင်ကျင့်တာတွေဖြစ်ပေါ်နေပြီးတော့တနက်ဒါအရှိရိကန်ဆောင်ကညဘက်ဆိုရင်ကားတွေနဲ့လမ်းသွားလမ်းလာပြည်သူတွေကိုချင်းချောက်ရိုက်နှက်တာတွေပြုလုပ်နေတယ်လို့မြို့ကန်များကပြောပြထားကြောင် သတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းဘိတ်တော်ရအမှတ်၈ပြည်တော်စုလမ်းပိုင်းမှာတိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေတဲ့အတွက်လမ်းတွေပိတ်ဆို့နေကစစ်တပ်ကပလောင်မြို့သိမ်းပိုက်ခံရမှာကိုကြောက်လန့်ပြီးတော့လမ်းနဲ့ကြီးဒရုန်းများနဲ့နေ့စဉ်ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဗ ెంబ ာလ9ရက်နေ့ကစတင်ပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကဘေးတော်ဝယ်အမှတ်၈ပြည်တော်စုလမ်းမိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရန်စစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေကလမ်းမိုင်းများပိတ်ဆို့နေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိချိန်မှာဘေးတော်ဝယ်အမှတ်၈ပြည်တော်စုလမ်းမိုင်းမှာရှိတဲ့ မီးလောင်ချောင်းရွာမကြီးကုန်းရွာစင်ထိုးရွာနဲ့ချောင်းချောင်းရွာတို့မှာကုန်းကားများနဲ့ခရီးသွားပြည်သူများပိတ်မိနေကြတယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ခွေးတပ်ဟာပလောင်မြို့ကိုတော်လိုင်းတပ်ဖွဲ့များလာရောက်တိုက်ခိုက်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့်မြို့ရဲ့ပတ်ပတ်လည်မှာစစ်ကြောများကိုဖြန့်ထားကလက်နက်ကြီးများဒရုန်းများနဲ့နေ့စဉ်ရန်တပ်ပစ်ခတ်မှုများလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ပြည်ထောင်စုလမ်းပိုင်းမှာတိုက်ပွဲကတော့ခဏခဏဖြစ်နေတော့ပေါ့။ရှောင်းတခင်ထားပြီးဖြစ်တဲ့အခါကျတော့လေတိုက်ပွဲကဒဝဲဘက်မှာပို့ပြီးတော့ပြင်းထန်ပါတယ်။ဘလုံးမှာကျတော့နေတိုင်းနှီးပါပါပဲ သင်္ကန်းတော်ရွာထဲမှာစိတ်ခွင်းတွေကရှိနေတယ်ဒီကောင်းနေရောက်တိုင်းနေရာတိုင်းမှာအိမ်တွေကိုမီးရှို့ပြီးတော့နေနေတာအဲ့ဒါကိုတော်လိုင်းဘက်တွေကတွားရောက်ပြီးတော့ပြစ်ခတ်လေရှိတယ်စိတ်ခွင်းတွေဘက်ကလာပစ်တာလည်းရှိတယ်စိတ်ခွင်းတွေဘက်ကရှေ့ကိုမတိုးနိုင်လို့လန်းတဲ့ကြီးတွေနဲ့အဝေးကနေလှမ်းထုတာနဲ့ drone နဲ့ဘုံကျဲတာဒါမျိုးတွေပဲလုပ်နေတာဘလောက်မျိုးပတ်ပတ်လဲမှာဒီကောင်းလေးပတ်ရမ်းနေတာပေါ့ဘလောက်မျိုးတိန့်ခံရမှာကိုကြောက်လန့်နေကြတာလို့ data ring တော်လိုင်းရေးသတင်းရေးတွေကပြောဆိုထားပါဗျ 阿苦了没有？带半日片玻璃镜，叫背得歪不牢。第一枪，这位蓝白的小背手眼镜士兵，比如妙呢呢，没事，背着手蓝白裤，黑多了，见不着人家。后来，一阿叔咪讲，阿弟背着手，他讲不然阿叔娃来咪要。 နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မက်ဂွေတိုင်ဂန်ဂေါမျိုးနယ်ကတတိပုဂ္ဂလပြည်သူ့လွှတ်တော်အမတ်လောင်းစစ်ဘုံပြုတ်တန်းဝင်သေဆုံးသွားတဲ့အတွက်ကျန်းဖို့ပါတီအမတ်လောင်းကပြိုင်စရာမလိုတော့ဘဲနဲ့ပြိုင်ပန်းမရှိအနာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဗ ెంబ ာလ18ရက်နေ့မှာကျန်းဖတ်စစ်ခွေးတပ်ကပြုလုပ်မယ်အတူရောင်ရွေးကောက်ပွဲမှာဂန်ဂေါမျိုးနယ်ကဝေရောက်ရှင်ပြိုင်မယ်တတိပုဂ္ဂလပြည်သူ့လွှတ်တော်အမတ်လောင်း စစ်ဗိုလ်ချုပ်တန်းဝင်းဟာနှလုံးသွေးတို့စီးချိုရောဂါများကိုခံစားရပြီးတော့ပြည်သူတွေပေးပို့တဲ့မြေတားတွေကြောင့်ကျန်းမာရေးဖောက်ပြန်ပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါဗါတယ်အခုလိုတိတ်ဆုံးသွားတဲ့အတွက်ကျန်းဖို့ပါတီကပြည်သူလွှတ်တော်အမတ်လောင်းအီဖြူလွင်ဟာ ပြိုင်းစရာလူမရှိတော့တဲ့အတွာအလိုလိုအနိုင်ရရှိသွားခြင်းဖြစ်တယ်လို့သိရပါတယ်။သူကစစ်ခွေးတက်ကအချင်းပြတ်ခြားစားမှုနဲ့ပြုတ်လာတာအာနာမသိငင်ကတော့ NLG နဲ့ဆန့်ကျင်ဘက်ပေါ်ဂျမ်ဖို့ပါတီဝင်လဲလုခဲ့တယ်။အာနာသိပြီးတော့လဲစစ်တပ်ထဲနဲ့အမြဲတမ်းအဝေးထွက်လုပြီးတော့စစ်တပ်အတွက်လော်ဘီလုပေးနေတာ K ပေးတို့ Wave ပေးတို့ကိုစုံစမ်းပြီးတော့ PDF ထောက်ဖို့လုပ်တယ်ဆိုပြီးစစ်တပ်ကိုဖမ်းခိုင်းတာတွေရှိတယ်လို့ရောလင်းနှန်းကကိုယောင်လီကသတင်းပေးဖို့ပြောကြားထားပါတယ်။မသာပေါ်သွားတဲ့တတိပုဂ္ဂလအမန်လောင်တန်ဝင်းဟာ စစ်ခွေးတက်ကစစ်ဘိုးအစ်စ်နဲ့ထုတ်ပယ်ခြင်းခံရသူဖြစ်ပြီးတော့စစ်တက်ကအာဏာသိမ်းပြီးတဲ့နောက်လူဦးတော်လိုင်းရေးပါဝင်လှူရှားသူများတော်လိုင်းတပ်ဖွဲ့ဝင်များရဲ့တရင်ချက်လက်များကိုစစ်တပ်ထံကိုစုံစမ်းပေးဖို့နေသူလည်းဖြစ်တယ်လို့သိရပါဗျ။၎င်းဟာညာညွတ်နယ်ကိုင်းတော်မှာခြေရွာဇာတိဖြစ်ပြီးတော့လက်ရှိမှာဂံကောမြို့အမတ်တရေပုတ်ရက်ကွက်မှာနေထိုင်သူဖြစ်တယ်လို့သိရပါဗျ။ဂံကောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စည်ရင်းသွင်းထားက၎င်းရဲ့ပြိုင်ဘက်ဟာစစ်ဖွဲ့ပါတီက ဣခူလွင်ဖြစ်တယ်လို့သိရပါတယ်။မလားတူပဲကြက်ဖော့ပါတီကဂံကောမြို့နယ်မကွေးတိုင်းဒေသကြီးလွတ်တော်ကိုစလေလောင်းအဖြစ်နဲ့ဝေရောက်ရှင်တိုင်းနဲ့ဇော်ထိုးဆိုတဲ့မသားဟာလဲကံမမရှိအနိုင်ရထားသူဖြစ်တယ်လို့သိရပါတယ်။ဂံကောမြို့နယ်ဟာစေခွေးတက်ကပြုတ်လုံးမဲ့အတူရောင်ရွေးကောက်ပွဲအပိုင်းနှစ်မှာပါဝင်ပြီးတော့လာမယ့်2026ခုနှစ်ဇန်နဝါရီလ17မှာကျင်းပပြုတ်လုံးမှာဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြုံနယ်အတွင်းအကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းထုံးနေတဲ့အတော့ထွက်ပြေးတိမ်းရှောင်နေရတဲ့အသက်62နှစ်ကနေအသက်62နှစ်အရွယ်တပ်ကြီးရွယ်ဦး3ဦးအေးမိပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ3ရက်နေ့ကစတင်ပြီးတော့ဘခုတ်ကူတပ်မတရားတိုက်ကနေဖွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာဘခုတ်ကူမြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာများကိုစစ်ကြောင်းထုံးဝင်ရောက်လာပြီးတဲ့နောက် နိုဗ ెంబ ာလ17ရက်နေ့မှာမြိုင်မြို့နယ်တောင်ပိုင်းနယ်မြိုင်မြို့အနောက်တောင်ဘက်မှာရှိတဲ့စက်မုံနှစ်ကိုရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။အဲဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဝင်ရောက်လာတဲ့အတွက်ကြောင့်မြိုင်မြို့နယ်တောင်ပိုင်းအနောက်တောင်ပိုင်းနယ်အနောက်ပိုင်းမှာရှိတဲ့ခြေဝါများကကောင်းတဲ့ခြေတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာပြည်သူပိုင်းပြည်စည်းများကိုခိုးယူခြင်းပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးခြင်းပြည်သူများကိုတစားကန်အဖြစ်နဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းများကိုလည်းကျူးလွန်နေကြတယ်လို့သိရပါတယ်။အခုလိုစစ်ခွေးတွေကစစ်ကြောင်းထိုးနေတဲ့အတွက် ထွက်ပြေးတိတ်ဆောင်နေရတဲ့သူတွေတဲကလိုဘမာလာ15ရက်နေ့ညပိုင်းမှာညာညွန့်နယ်အနောက်ပိုင်းကအသက်60နှစ်အရွယ်အဖိုးတို့ဦးလိုဘမာလာ16ရက်နေ့ညပိုင်းမှာညာညွန့်နယ်အနောက်ပိုင်းကအသက်60အရွယ်အဖွားတို့ဦးနဲ့လိုဘမာလာ18ရက်နေ့မနက်ပိုင်းမှာ မြန်မြို့နယ်အနောက်ပိုင်းမှာအသက်60တနှစ်အရွယ်အဖွားအုပ်တဦးတို့အေးမိပြီးတော့တေဆုံးခဲ့တယ်လို့သိရပါတယ်။အညာဆောင်ရဲ့ရာသီဥတုကလူငယ်လူရယ်တွေအတွက်ပြဿနာမရှိပေမဲ့အရင်ကြီးနေနေတဲ့တက်ကြီးရွယ်တွေနဲ့ကလေးတငယ်တွေအတွက်ကတော့အင်မတန်မှကိုအန္တရာယ်များလွန်းလာပါတယ်။အဲဒါကြောင့်အညာဒေတာအနေနဲ့အရရကပြည်သူများအားလုံးမိမိတို့ဒေတာကိုစစ်ကြောင်းထိုးလာပါကတိတ်ဆောင်ပဲဆိုရင်အညာဆောင်ရဲ့ရာသီဥတုဒဏ်ကိုအန်တုနိုင်မယ်။အနှွေးတွေများအနှွေးဆောင်များကိုမမေ့မရယူဆောင်လာကြဖို့အတိပေးလိုပါတယ်လို့ we love ညာချစ်တော်ညာမီအဖွဲ့ကတောင်းရှိသူကပြောပြထားပါဗျ။လက်ရှိအချိန်မှာသက်ဆိုင်ရာဒေတာရင်းကာကွယ်အဖွဲ့စည်းများအနေနဲ့ဒေတာတွင်းစစ်ကြောင်းများလာမဲ့တရင်ရရှိပါကပြည်သူများလိုအပ်မှုများပြည့်စင်နိုင်ရန်ချိုးတင်ညွှန်ကြားမှုများလှုံ့ဆော်ကြပါရန်မြစ်တာရက်ခံပါတယ်လို့ we love ညာချစ်တော်ညာမီအဖွဲ့ကတောင်းရှိသူကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။တရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာဒီအစီအမပြတ်အစီအမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းတနင်္လာရီမြို့အနီးအောက်ကင်းရွာအခြေဆိုင်ခမရ99ခွန်တရင်ကစစ်မှုထမ်းတပ်သားတဲ့တအူးကတနက်တက်လက်ယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဝါလာတရက်နေမှာတနင်္လာရီမြို့အနီးမှာရှိတဲ့အောက်ကင်းရွာအခြေဆိုင်ခမရ99ခွန်တရင်ကစစ်မှုထမ်းတပ်သားမောင်စုံက တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ထံကိုဆက်သွယ်ပြီးတော့လက်နက်နဲ့တကွအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားဟာ MA1 တပ်နဲ့တလဲကြီးပေါင်း9ခု၊ကြီးအတောက်220တို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်။စစ်မှုထမ်းတပ်သားဟာဗုံပြင်းမြို့နယ်စကားခ73မှာမွမ်းမံတင်တဲ့နှစ်ပတ် တက်ရောက်ခဲ့ပြီးတဲ့နောက်ဘေးမျိုး103တက်ကိုပို့ဆောင်ခံလိုက်ရတယ်လို့သိရပါဗါးအဲ့ဒီနောက်အောက်ကင်းရွာအခြေဆိုင်ခမရ99ခေါ်တိုင်ရင်ကိုရောက်ရှိလာပြီးတော့သမုတ်ချုံးရွာဘက်ကိုစစ်ကြောင်းထွက်လာတဲ့အချိန်ထွက်ပြေးလာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး သူကစစ်ကြောင်းထွက်လာရင်းနဲ့တမောက်ချုံရွာအနီးမှာထွက်ပြေးလာပြီးတော်လိုင်းတက်တည်ရှိတဲ့နေရာကိုစုံစမ်းဆက်သွယ်လာတာပါ ူကပေါ်တာဆွဲခါရတာဟ ோம் မလင်းမှာရှမ်းနေတပ်ဖွဲ့ကပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်တပ်ထဲကိုပို့လိုက်တာတဲ့လောလောဆယ်တော့ကျွန်တော်တို့တပ်ဖွဲ့ကငွေချက်30ကနအုပ်ချင်းမြင့်ထားပါတယ် MOD ကချင်းမြင့်ငွေကြလာရင်လဲထပ်ပေးသွားအောင်မှာပဲဖြစ်ပါတယ်ကြံရှိနေတဲ့စစ်မှုထမ်းတပ်သားတွေလည်းအ мян ဆုံးအလင်းဝင်ကြဖို့ပြောကြပါတယ်လို့ဒနေနိုင်ညွန့်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကတာဝန်ရှိသူကပြောကြားထားပါတယ်အလားတူပဲမန္တလေးတာနထိုးကြီးမြို့နယ်မှာလည်းစစ်မှုထမ်းတပ်သားတအုပ်လက်နက်ခဲအများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းနထိုးကြီး PDF ကထုတ်ပြန်ထားပါတယ်နိုဝင်ဘာလ 26ရက်နေ့မှာနထိုးကြီးမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ခွဲတပ်ဘက်ကစစ်မှုရဲအပတ်စဉ်15ကတပ်သားတစ်တအူးဟာနထိုးကြီး PDF ထံမှလက်နက်ခဲယမ်းများယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးတော့ပြည်သူရင်းဝင်ကိုခိုးလုံခြင်းနဲ့စစ်မှုရဲတပ်သားတဲ့များကိုလည်းအလင်းဝင်ရောက်ကြရန်နထိုးကြီး PDF ကဖိတ်ခေါ်ထားကြောင်းပြင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ